ားလုံးမင်္ဂလာပါဓမ္မကုတု channel မှာကြိုဆိုလိုက်ပါတယ်အခုဖတ်ပြပေးမှာတော့စာရေးဆရာ မနာပတ္တာယီအရှင်ဝိစိတ်တဧတာထာရေရွှေစကားနှင့်ရွှေတရားဆိုရဲစာအုပ်ပဲဖြစ်ပါတယ်အပိုင်း၁အကျွေးဆိုရင်ဘာကျွေးမှမကောင်း အဆိုးဆုံးကကံကျွေးပဲကံကျွေးပါလာရင် သူတော်ကောင်းကြီးတွေအောင်ပေးဆက်ရတာဆိုတော့ကိုလိုတာမဲ့သူတွေအတွက်အကျွေးတွေကြာပြာများနေရတာပါဆင်းလဲပေါ့အတိတ်အကျွေးကြီးတဲ့သူဟာပစ္စုပန်မှာအကောင်းတွေလုံနေပေမဲ့လေမကောင်းတွေပဲကြုံနေရတာရှိတတ်တယ်လို့အဟောင်းကောင်းတဲ့သူကြပြန်တော့ပစ္စုပန်မှာမကောင်းပေမဲ့အကောင်းတွေကြုံရတာလေရှိနိုင်တာပါပဲဒါကသူ့အကြောင်းနဲ့သူပါ ကိုအတွက်ကတော့ကောင်းကောင်းဆိုးဆိုးကိုကိုယ်တိုင်ပဲ ရင်ဆိုင်လက်ခံဖြေရှင်းရမှာပါအကောင်းများလို့လည်းပြောင်းမသွားနဲ့မကောင်းများနေလို့လည်းစောင့်မသွားနဲ့အတိတ်အဟောင်းအားကိုပစ္စုပန်အကောင်းတရားနဲ့ထိန်ချောင်းပေးဖို့ပါပဲအရေးကြီးတာကအကျွေးဆက်ရင် အကျွေးမထက်ဖို့ပါအတိတ်ကံအကျွေးတွေကြောင့်အဆိုးတွေကြုံနေရတဲ့ကြာ နောက်ထပ်ပြေးဆက်ရမယ့်အကျွေးတွေထပ်မများရအောင် ကိုယ့်ရဲ့အလုပ်တိုင်းမှာတတိရှိနေဖို့ပါပဲအကျွေးပါရင်ဆက်ပါ အတူတော့မထက်ပါစေနဲ့ပေါ့တန်တရားဆိုတာပြိုကွဲခြင်းအစပဲရှင်ထဲမှာထိုင်ရင်အထင်လွဲစရာများမယ်အစာမကြေတဲ့အချက်ကကဘာမကြေတဲ့အမျက်ကိုတော့ဖြစ်စီတာမဟုတ်လားအထင်လွဲတာ အစာမကြေတာတန်တရားဆိုတာတွေဟာတယောက်နဲ့တယောက်ကြားနားလည်မှုရှားစီတဲ့အတွက်တန်တရားဆိုတာကိုဘယ်တော့မှကြကြမထားရဘူးကြကြထားရင်အခါခါမှတ်တတ်တယ် မမကင်းတဲ့လောကကြီးမှာတစ်ခါတခါတရားနဲ့တရားအထင်လွဲတာတန်တရားဝင်တာနားလည်မှုလွဲတာတွေရှိတတ်တယ်။အဲ့ဒါမျိုးဖြစ်ရင်သဘောထားကြီးကြီးနဲ့ပွင့်ပွင့်လင်းလင်းတွေ့ဆုံဖြည့်ရှင်းနိုင်အောင်ကြိုးစားသင့်တယ်။မဖြည့်ရှင်းမဲအမြင်အကြားနဲ့အထင်မှားရင်ကြာလာတာနဲ့အမျှတန်တရားတွေကြီးထွားစေပြီးအစာမကြေမှုတွေနဲ့မကြေနပ်မှုကို တိုးပွားစေတတ်တယ်။အဲ့ဒီမကြေနပ်ချက်က နောက်ဆုံး တရားနဲ့တရားမခေါ်မပြောနိုင်တဲ့အထိဖြစ်လာပြီးမိษွေကနေရန်သူတော်ဖြစ်သွားတတ်ကြတာပဲမဟုတ်လား။ဒါကြောင့်တန်တရားဟာအမှန်မရဘူး။အထင်လွဲတာဟာလေအထင်မမှန်ဘူးလို့သဘောပေါက်ပြီးလွဲနေတာတွေမှားနေတာတွေအပေါ်မှာသူ့ဘက်ကိုယ်ဘက် အတ္တမာနလေးတွေလျှော့ပြီးနားလည်မှုနဲ့တွဲလက်ဆက်ကြပါစို့။ဘဝမှာငါကအတော်ကြောက်เสียရကောင်းနေငါကမာနေတော့ ဘာမှမပြောတော့ဘူးအမှန်အမှားတွေကြမှာငါဆိုတဲ့မင်ထားမိရင်ငါမှန်တော့လေငါတင်းတယ်ငါမှားတော့လေငါညင်းတယ်အတင်းနဲ့အညင်းဟာအပြင်းဖြစ်ဖို့ပဲများတယ်တင်းတဲ့သူလည်းပူတယ်ညင်းတဲ့သူလည်းပူတယ်အမှန်အမှားကပူတာထက်မင်ထားလို့ပူတာမပူချင်ရင်ငါလျှော့ရမယ်ငါလေးပဲလျှော့လိုက်တာနဲ့အားလုံးပြီးသွားမယ်တေချာတွေးကြည့်ရင်ငါမှငါမဟုတ်တာ ဘာမဟုတ်တာလေးမှာငါလာရှုပ်နေကြလို့အခါကမဟုတ်ဖြစ်နေကြတာမဟုတ်လားငါလေးသာထုတ်လိုက်အားလုံးဟုတ်သွားမှာအမှန်ပဲဒါကြောင့်ငါကူငါကပူလောင်နေတတ်တဲ့လောကကြီးမှာ အပူတက်တာဘူးဆိုရင်ငါလေးပဲလျှော့လိုက်ပါငါမှန်လို့လည်းမတင်နဲ့ငါမှားလို့လည်းမငင်းနဲ့အရင်စတော့ငါမှငါအစစ်မဟုတ်တာပဲလေမျောလင်းချက်အရင်ထားရင်စိတ်တိုင်းမကြပိုပြီးဖြစ်တဲ့တယ် အလုံးမကြတာတွေများလာတတယ်။ကိုကဖြစ်စေချင်တာတွေများလေလေကိုမှစိတ်တိုင်းမကြတာတွေများလေလေပဲ။တစ်ခါတလေကိုရဲ့မျောလင်းချက်နဲ့ကိုဖြစ်စေချင်တဲ့စန္ဒတွေဟာတပတ်လူရဲ့လုံနိုင်မှုဆွမ်းအားထက်ပိုပြီးဖြစ်စေချင်တာပိုပြီးမျောလင့်နေမိတာတွေကြောင့်လေကိုမှစိတ်တိုင်းမကြပိုပြီးဖြစ်ရပိုပြီးခံစားနေရတာမျိုးဖြစ်တတ်တယ်။အရင်စတော့ကိုမျောလင့်ချက်နဲ့ ကိုယ်စံနာတွေကကိုကိုစိတ်တိုင်းမကြပူပြီးဖြစ်နေစေတော့တာပဲသူ့မှကိုမဟုတ်တာပဲဆိုတဲ့အတွေ့ကိုဘေးဖယ်ပြီးသူ့ကိုကိုလိုဖြစ်စေချင်တာတွေကကိုကိုကိုအလိုမကျဖြစ်နေစေတော့တာပါပဲဒါကြောင့်သူ့ကိုကိုနဲ့ညီအောင်ညီဖို့တဲ့ကိုကိုကိုညီအောင်အရင်ညီဖို့ကြိုးစားရမယ်မျော်လင့်ချက်နဲ့ဖြစ်စေချင်တဲ့ဆန္ဒကိုလျှော့ချပြီးကိုရဲ့စိတ်တိုင်းမကြမှု အလိုမကျမှုကိုတတိနဲ့ထိညိနိုင်အောင်လေ့ကျင့်ရမယ်။အမိုက်ရှုပ်ရင်ပတ်ဝန်းကျင်ရှုပ်တယ်။စိတ်ရှုပ်ရင် ကိုယ်ပါရှုပ်တယ်။စိတ်ရှင်းနေမှ အနေရှင်းတယ်။အမိုက်ဆိုတာရှင်းပြရတယ်။အမိုက်ပြတဲ့သူကို မကြည့်ရဘူး။အမိုက်ရှင်းတဲ့ကိုယ်စိတ်ထားကအဓိကပဲ။အမိုက်ပြတဲ့သူကိုလိုက်ကြည့်နေရင်ကိုယ်လည်းပင်ပန်စိတ်လည်းနှွမ်းစေတတ်တယ်။အမိုက်ရှင်းတဲ့သူရဲ့စိတ်ထားရှင် အမိုက်ပြတဲ့သူဘယ်သူဆိုတာမလိုပါဘူး။ ဒီလိုပါပဲကိုယ်စိတ်တွေရှုပ်စီတာကကိလေသာအမိုက်တွေကြောင့်ပဲလောဘကြူလို့စိတ်တွေယူတာဒေါသများလို့စိတ်တွေခါတာမောဟရှုပ်လို့စိတ်တွေပုတ်တာမာနခံလို့စိတ်တွေထန်တာစိတ်ရှုပ်စီတဲ့အမိုက်တွေကို ကိုယ်တန်တန်မှကြာကြာမထားရအောင်စိတ်ကိုရှုပ်စီတဲ့ကိလေသာအမိုက်တွေကိုအတိတတိနဲ့ရှင်ပြရမယ်စိတ်အညစ်အကြေးကိုစိတ်နဲ့ပဲစေ့ပြရတယ် တတိရှိနေတဲ့စိတ်ဟာအမိုက်မရှိဘဲတန့်ရှင်းနေတဲ့စိတ်ပါပဲ။ဒါကြောင့်အမိုက်ဆိုတာပဝန်းကျင်တဲ့စိတ်ကိုရှုပ်စေတဲ့အတွက်ရုပ်အမိုက်ကိုကာယအားနဲ့ရှင်းပါ၊စိတ်အမိုက်ကိုတတိအားနဲ့ရှင်းပါ။အတိလည်းရှိတတိလည်းရှိရင်အမိုက်ဆိုတာရှင်းနေမှာပဲပေါ့။လူရဲ့သဘောကကယူဆိုင်လွန်အလေးထားလို့ရင်လည်းအနေကျက်လို့မကြင်မနဲ့ဖြစ်တတ်တယ်လို့ခောက်ဝေဝေခက်အေးနေပြန်ရင်လည်း သစိမ့်ဆန်လို့တန်ဖိုးမထဘူးလို့ထင်တတ်ပြန်တယ်။ကိုကလိုက်ရင်သူကမမိုက်ဘူးလို့ထင်ချင်းထင်တတ်ပြီးကိုကမလိုက်တော့လေသူကအိုက်ချင်နေတတ်တယ်။ဒါဟာအပြောင်းလဲမြင်တတ်တဲ့ပုထုဇဉ်တွေရဲ့စိတ်တဘောပဲ။ကိုယ်တဘောမဆောင်လို့ကိုယ်စိတ်တိုင်းမကြလို့သာလိုက်ပြီးခံစားနေရမယ်ဆိုရင်သူများတွေကိုအသာထားကိုယ်စိတ်နဲ့ကိုယ့်ကိုယ်ကိုယ်တော်မှကိုယ်အလိုမဆောင်ဘူးမဟုတ်လား။တစ်ခါတလေတယောက်တည်းနေပြီး ကိုယ်စိတ်နဲ့ကိုယ်ကိုယ်ဘာသာကိုယ်ရင်ဖြစ်နေရတာနဲ့ပဲစိတ်တွေလည်းမွေရုပ်တွေလည်းမဲနေကြတော့တာပဲအရင်စတော့ကိုယ်စိတ်ကိုမစစ်မိပဲသူများကိုကိုယ်အလိုတိုင်းဖြစ်စေချင်မိတာကြောင့်ပါပဲငါကငါမပိုင်တာကိုမိပြီသူများကိုငါပိုင်လောက်ချင်နေမိတာကြောင့်ပါပဲငါတာငါသမီးငါဇနီးငါခင်ပေါ်ငါလူငါမိတ်ဆွေစသဖြင့်ငါနှစ်ဆက်ဆက်နေလို့လေငါအတွက်ဖြစ်မယ်လို့မထင်နဲ့ ငါမှငါမဟုတ်တာဆိုတာတတိပြုရမယ်။ဒါကြောင့်ကိုကယူဆိုင်လို့သူကယူမဆိုင်ခဲ့ရင်သူကယူဆိုင်အာကြီးလုံးလို့ကိုမကြိုက်ဖြစ်ခဲ့ရင် ကိုကိုကိုစင်ချင်းကိုစိတ်ကိုပြင်ဆင်ပြီးအပြောင်းလဲကြမှာဘလောင်ပလဲအမှားတွေမဖြစ်အောင်ပဲအတိတတိနဲ့ကြိုးစားနေထိုင်ကြရမှာပဲပေါ့။ပစ္စည်းဝတ္ထုကိုထန်ထရင်ရုပ်လေးလာတတ်တယ်။အတွေးမှကိုထန်ထရင်စိတ်လေးလာတတ်တယ်။ အလေးတကအလေးဆုံးနဲ့မှစိတ်လေးတာကအဆိုးဆုံးပါပဲရုပ်ပဲဖြစ်ဖြစ်စိတ်ပဲဖြစ်ဖြစ်တစ်ခုခုကိုထမ်းထားရင်ကြာတော့လေးလာတာပဲအသေးလေးဆိုပြီးမလေးဘူးမထင်နဲ့အမြင်ကနေကောင်းပေါ်ကျလာတဲ့ရေစက်ကလေးတောင်ကြာတော့တူနဲ့ထူတယ်လို့နာလာတဲ့သဘောရှိရဲ့အတွေးမှလည်းဒီလိုပဲ တွေးရင်တွေးရင်လေးလေးလာတော့တာအတွေးမှလေးတွေကဆွေရအောင်ပို့ပြီးဖြစ်စေတတ်တယ်ဒါကြောင့် ဘာမှအကြကြီးထမ်းမထပါနဲ့သိတ်လေးလိုက်ရင်လွတ်ချလိုက်ပါလွတ်ရင်လွတ်မယ်လျှော့ရင်ပေါ့မယ်ဘသူ့ကိုမှရိုးမယ်ဖွဲ့မနေနဲ့ကိုလွတ်ရင် ကိုလွတ်မယ်ကိုလျှော့ရင် ကိုပေါ့မယ်ဒါကတဘာဝပဲသူများကိုအားကြပြီးကိုဘဝကိုအမယာဖြစ်နေရင်ဘဝဟာပိုလို့တော့မကြင်မနဲ့ဖြစ် အလိုမကြဖြစ်အကုတ္တဖြစ်စိတ်မကျမ်းမသာဖြစ်နေမှာပဲလေသူ့အနေထားကိုမကြည့်နဲ့ ကိုယ်အနေထားကိုပဲညှိဖို့လူတိုင်းဟာသူ့အကြောင်းနဲ့သူသူ့ကံနဲ့သူဖြစ်နေတဲ့သဘောရှိတဲ့အတွက်မတူတဲ့ကံကိုလိုက်ပြီးချိန်ထိုးနေကိုယ်ပဲခံစားရမှာမဟုတ်လားကိုတရားနဲ့ကိုကိုလက်ရှိအခြေအနေမှာပဲအကျိုးများအောင်ကြိုးစားလိုက်ပေါ့အရေးကြီးဆုံးကအာကြမလွဲဖို့ပဲလေသူ့တုံးတယ်လို့မတုံးနိုင်လို့သူ့ဝတ်တယ်လို့မဝတ်နိုင်လို့သူ့နေတယ်လို့မနေနိုင်လို့သူ့စားတယ်လို့ စားနိုင်လို့စတာတွေမှာအားကြပြီးအဲ့ဒါတွေလိုက်ပြန်နေရင်ဒါဟာအားကြလွဲတာပဲသူ့လိုအခြေအနေမျိုးမဟုတ်ပေမဲ့ကိုယ့်အခြေအနေနဲ့ကိုယ်ရှိတာလေးနဲ့လက်ပြတန်နေဖို့အဓိကပဲမဟုတ်လားတကယ်တော့ဘဝမှာရောဝိတ္ထုတွေဘလောက်ပဲပြည့်စုံပြည့်စုံစိတ်ချမ်းသာမှုဆိုတာရှိတိုင်းချမ်းသာတာမဟုတ်ဘူးချမ်းသာအောင်နေတတ်မှချမ်းသာတာဒါလေးစင်ကျင်မိရင်ကိုယ့်အခြေအနေကလည်း ြည်နေဆရာပဲပေါ့ဒီတော့အစိုးမတွေ့နဲ့အကျိုးပြတဲ့ဘဝမှာယူယူလေးနဲ့အပြစ်ကင်းအောင်နေလိုက်ပါကိုလိပ်ပြကိုတက်ရင်ဘဝမှာဘာမှမရှိလေအလှရှိနေတာပဲလေကိုချင်းအလှကအဓိကပဲပေါ့မစွန့်နိုင်လို့မလွတ်တာလွတ်ချင်ရင်စွန့်ရမယ်မလျှော့နိုင်လို့မပေါ့တာပေါ့ချင်ရင်လျှော့ရမယ်လိုနေကြလို့အလိုမကြတာအလိုကြခြင်းရင် မလိုချင်မှဖြစ်မယ် စိတ်မချလို့အိမ်မရတာအိပ်ပျော်ခြင်းရင်စိတ်အတော်ပြင်းရမယ်စိတ်အတွင်မလာလို့ရုပ်အစင်ကြတာအစင်လှခြင်းရင်စိတ်အလှပြင်းရမယ်အရင်စစ်တော့ကိုယ်စိတ်ပါပဲမကောင်းဖြစ်တာလဲဒီစိတ်မကောင်းညစ်တာလဲဒီစိတ်ဘဝကောင်းတာလဲဒီစိတ်ဘဝဆောင်းတာလဲဒီစိတ်စိတ်ထားလေးတာပြင်နိုင်ရင်ကုသိုလ်ဆိုတာနေရာတိုင်းမှာရှိတယ်အချိန်တိုင်းမှာကုသိုလ်ဖြစ်တယ်လူတိုင်းအတွက်ရနေတာပဲ စိတ်ထားမတက်ရင်တော့အကောင်းလုပ်ရင်မကောင်းရှုံနေတာလည်းအများကြီးပဲမဟုတ်လားဒါကြောင့်ဘာပဲဖြစ်ဖြစ်လျှော့လိုက်ပါပော့သွားပါလိမ့်မယ်ဒုက္ခအလုံးမှအဆိုးဆုံးကစိတ်ဒုက္ခပဲစိတ်ဒုက္ခဟာအပူလောင်ဆုံးနဲ့အပင်ပန်းဆုံးပဲစိတ်ဒုက္ခကြောင့်ဖြစ်ပေါ်လာတဲ့ခံစားမှုဟာရုပ်တရားကိုပို့ပြီးဒုက္ခတွေတိုးစေပို့ပြီးခံစားမှုကို ပြင်းစေတတ်တယ်။ရုပ်ကမဆောင်လို့ လူကမထောင်နိုင်ပေမဲ့စိတ်ကဆောင်နေရင်ဒုက္ခကိုရှောင်ကျဉ်နိုင်ကြမှာပဲစိတ်ကမဆောင်နိုင်ခရင်တော့ဘလောက်ထောင်နေတဲ့ရုပ်ပင်ဖြစ်ပါစေအယုတ်ကျိုးပြက်ဒုက္ခတွေထက်နေစီတော့တာပဲမဟုတ်လားစိတ်ကိုဒုက္ခဖြစ်စီတာကလည်းတခြားသူတွေကြောင့်မဟုတ်ဘူးကိုယ်စိတ်ကကိုယ်ကိုပြန်ပြီးဒုက္ခပေးတာကိုယ်စိတ်ကိုဒုက္ခပေးတာကလည်းကိလေသာတရားတွေကပေးတာလောဘဒေါသမောဟ မာနစတဲ့ကိလေသာတရားတွေကစိတ်ကိုဒုက္ခဖြစ်စေတာလောဘကြောင့်စိတ်ပင်ပန်းတယ်ဒေါသကြောင့်စိတ်ပူလောင်တယ်မောဟကြောင့်စိတ်ထိုင်းမိုင်းတယ်မာနကြောင့်စိတ်ကတ်ထန်တင်းကျပ်တယ်စသဖြင့်ကိလေသာတွေကကိုယ်စိတ်ကိုဒုက္ခဖြစ်စေတာပဲဒီတရားတွေကပဲကိုယ်စိတ်ကိုညှဉ်းနှွမ်းစေတာပဲစိတ်ညစ်တော့မရှင်လန်းမရှင်လန်းတော့ပင်ပန်းပင်ပန်းတော့ဆင်းရဲ ဆင်းရဲတာဒုက္ခပဲပေါ့ဒီတော့ဒုက္ခဖြစ်တာလောဘဒေါသမောဟစတဲ့ကိလေသာတရားတွေကိုလက်ခံပြီးတဲ့ကိုယ်စိတ်ကြောင့်ပဲဖြစ်တဲ့အတွက်ဒုက္ခနေခြင်းရင်စိတ်ကိုပြင်ရမယ်စိတ်ပြင်ဖို့ဆိုရင်စိတ်ကိုဒုက္ခဖြစ်စေတဲ့ကိလေသာတွေမဝင်အောင်နေထိုင်ကြဖို့ပါပဲကိလေသာတွေရှားမဝင်ဖို့ဆိုရင်တတိရှိနေမှာပဲဖြစ်မှာပေါ့တတိရှိနေတဲ့စိတ်ဟာကိလေသာတွေကင်းနေတဲ့စိတ်ပဲ ိလေသာကင်းနေတဲ့အခိုက်ဟာအပူကင်းနေတဲ့အချိန်ပဲဖြစ်ပြီး အပူမရှိတဲ့စိတ်ဟာအေးချမ်းတဲ့စိတ်ပဲပေါ့အပူကင်းခြင်းရင်အယူမပြင်းနဲ့ယူလို့ပူတာမယူရင်မပူလောကမှာစေတနာကို နားမလဲတဲ့သူတွေရှိတယ်စေတနာကို အပြစ်မြင်တဲ့သူတွေလည်းရှိတယ်စေတနာကိုစော်ကားတဲ့သူတွေလည်းရှိတယ်အဲ့ဒါကသူတို့ရဲ့အပိုင်းပဲကိုယ်တိုင်ကတော့ဘာပဲလုပ်လို့ စေတနာမမှန်နဲ့အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ပဲမဟုတ်လားကိုလောက်တာသူတို့ရဲ့တုံ့ပြန်မှုကောင်ကိုမျှော်လင့်ဖို့မှမဟုတ်တာအကျိုးသက်ရောက်မှုကောင်တွေဖြစ်ဖို့ပဲလေတကယ်တော့စေတနာကောင်ဆိုတာလူတိုင်းမှာမရှိတတ်ဘူးကို့မှာအဒီစေတနာကောင်လေးရှိနေတာကိုကဒါအကောင်းတက်ခံလေးပါလာတဲ့သဘောပဲဒီတက်ခံလေးကိုတရားယောက်ကြောင့်တခုခုကြောင့်ပြည့်ပြည့်သွားလို့တော့မဖြစ်ပေဘူးပေါ့ ကံဆိုတာအလုတ်အလုတ်ဆိုတာစေတနာပဲဖြစ်တဲ့အတွက်စေတနာကောင်းကောင်းနဲ့အလုတ်ကောင်းကောင်းသာလုပ်ပါတုံ့ပြန်မှုမကောင်းလေတည်ရောက်မှုကောင်းဖို့ကအဓိကပဲပေါ့လူတော်တော်များများကကိုယ့်ကိုအပြစ်ပြောလာရင်မကြိုက်ကြဘူးအပြောခံရတဲ့သူက ပြောလာတဲ့သူတွေကိုပဲကြည်တက်ကြတယ်။ဘာကြောင့်အပြောခံရတယ်ဆိုတဲ့အကြောင်းတရားကိုမစင်ချင်မိကြဘူးကိုယ့်ကိုယ်ကိုပြန်သုံးသပ်ဖို့ထက် ပြောလာတဲ့သူတွေကိုရိုးမဲ့ဖွဲ့ဖို့ပြန်တုံ့ပြန်ဖို့ပဲကြိုးစားတတ်ကြတယ်။ခက်ရိုင်းရိုင်းဥပမာပြရင်ဂဲနဲ့အပြစ်ခံရတဲ့ခွေးလို ဖြစ်ဖြစ်သွားတတ်တယ်။ခွေးတွေကဂဲနဲ့အပြစ်ခံရရင်ဂဲနောက်ကိုပြေးလိုက်ပြီးဂဲကိုပဲကြိုက်လို့ရှိရင်ဂဲလာတဲ့ဘက်ကိုမကြည့်တတ်ဘူး။လူတော်တော်များများကလည်းဒီလိုပဲအပြောခံရတာကိုပဲလိုက်ခံစားတတ်ပြီးဘာကြောင့်အပြောခံရတယ်ဆိုတဲ့အကြောင်းကိုစင်ကျင်ဖို့မိနေတတ်ကြတယ် အမှန်တော့ဂဲကိုမကြည့်ရဘူး။ဘာကြောင့်အပြစ်ပြောခံရလဲဆိုတဲ့အကြောင်းတရားကိုစင်ကျင်ကြည့်ရမယ်။အကြောင်းတရားကိုတည်အောင်စူးစမ်းပြီးမှန်ရင်လက်ခံပြုပြင်ဖို့လိုရင်ပြုပြင်ရမယ်။မမှန်ရင်လည်းလိုက်ခံစားနေဖို့မလိုဘူး။မှန်မှမမှန်တာမမှန်တာကြီးကိုလိုက်ခံစားနေတာကိုကကိုယ်မှပဲလေ။တကယ်တော့ကိုယ့်ဘက်ကခံယူတတ်မယ်ဆိုရင်လောကကြီးကကိုယ်เสียပါပဲ။ဘဝမှာ မဟုတ်တာကိုအဟုတ်လို့ပြီးလိုက်ခံစားနေတာဟာလေအရှုပ်တစ်မျိုးပါပဲတလောကတက္ကမတရားဖုံးဆက်လာတယ်အရှင်ဘုရားလူတယောက်ကတပည့်တော်ကို မဟုတ်တာတွေပြောပြီးပတ်ဝန်းကျင်မှာလိုက်အပုတ်ချနေတယ်ဘုရားတပည့်တော်မဟုတ်တာတွေနဲ့ခံစားနေရတယ်ဘုရားတဲ့မဟုတ်မှမဟုတ်တာဘာလို့လိုက်ခံစားနေတာလဲမဟုတ်တာကိုလိုက်ခံစားနေတာကိုကကို့မှာပဲလေလောကမှာမဟုတ်တာတွေလိုက်ခံစားပြီးမဟုတ်တာတွေနောက် လိုက်ဖြည့်ရှင်းနေလို့ကတော့ပြီးမှာမဟုတ်ဘူးမဟုတ်တာကိုထားလိုက်ဟုတ်တာတွေကိုများများလုပ်ပါလို့ပြောလိုက်ရတယ်ဟုတ်တယ်လောကမှာမဟုတ်တာပြောခံရလို့ဒါလိုက်ခံစားနေရရင်ကိုယ်အလုပ်ကိုလုပ်နိုင်ကြမှာမဟုတ်ဘူးပတ်ဝန်းကျင်ကတော့ဟုတ်ဟုတ်မဟုတ်ဟုတ်ပြောနေကြမှာပဲကိုကကိုယ်အလုပ်ကိုကောင်းအောင်လုပ်ဖို့ပဲပတ်ဝန်းကျင်ကသူ့အလုပ်သူလုပ်နေတာကိုကလိုက်ခံစားနေတော့ကိုပဲရှုပ်သွားတာပေါ့ ခံစားရင်မှားတော့တာပဲဒါကြောင့်ပတ်ဝန်းကျင်နဲ့ဆက်ဆံတဲ့အခါမကင်းရင်ကောင်းအောင်နီမကောင်းရင်ကင်းအောင်နီမဟုတ်ရင်မခံစားနဲ့ဟုတ်ရင်လည်းမှန်မထားနဲ့ညံအားမမဲ့ဖို့ပဲကြိုးစားရမယ်မနာလိုစိတ်ကရှင်ကောင်းလိုပဲ ရှင်ကောင်းကအညီကိုပူကြပြီးပို့အောင်တတ်တယ်လို့မနာလိုစိတ်ကလည်းသူတပားရဲ့ကောင်းွက်ကိုရှောင်ပြီးမကောင်းွက်ပဲရှာနေတတ်တယ် မနာလိုစိတ်ရဲ့ဆန့်ကျင်ဘက်ကမူဒီတာစိတ်ကိုထက်တိုင်းဝမ်းမြောက်ဝမ်းသာဖြစ်ပေတဲ့စိတ်ပါပဲဒီမူဒီတာစိတ်ကသတ္တဝါအတော်များများ ဖြစ်ဖို့ခရင်တတ်ပေမဲ့ထားနိုင်ရင်ထားနိုင်တာနဲ့အမျှကိုကိုယ်တိုင်းလည်းခြေနဲ့ပီတီဖြစ်ရတယ်လို့ကုသိုလ်စိတ်လည်းဖြစ်နေတော့တာပေါ့သူတပားရဲ့ကြီးပွားချမ်းသာမှု အောင်မြင်မှုအဆင်ပြေမှုဘာပဲဖြစ်ဖြစ်ကိုထက်တာမှုလေးတွေမှာတကယ်ကိုပဲ ဝမ်းသာတဲ့စိတ်ကလေးထားပေးနိုင်ရင် ကိုကိုရာအရင်ဆုံးကုသိုလ်တိုးနေမှာဖြစ်ပြီးနှစ်ဦးနှစ်ဖက်အပြည့်လေးတွေกินနေငြိမ်ချမ်းမှုလေးတွေရနေမှာအမှန်ပဲမနာလိုစိတ်ကရန်ကိုတိုးစေပြီးမုဒိတာစိတ်ကပြင်မဲ့ဆူကိုတိုးစေတယ်ကိုထက်တိုင်ရင်ဝမ်းသာပေးဖို့ကကိုအပိုင်းမှန်ခြင်းမမှန်ခြင်းကသူ့အပိုင်းသူ့တမိုင်းသူ့ရင်းနေတာကိုကအနေတာရင်အညီတွေနောက်တိတ်လိုက်နေလို့မဖြစ်ပေဘူးပေါ့ အပိုင်းနှစ်ကိုဆက်လက်ဆောင်မြော့နှาศင်ပေးကြပါဦးခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနှาศင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။